အခုတင်ဆက်ပေးမယ့်သတင်းကတော့မြမတမ်းမြင့်ဆန်များ ချပန်ကိုတိုးချဲ့တင်ပို့နိုင်မှုအတွက်စက်တင်ဘာမှာခေါ်ယူမဲ့တင်တာကိုဝင်ရောက်ရှေ့ပြိုင်မဲ့ဆွဲတင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ချပန်နိုင်ငံကနေ၎င်းတို့ဈေးကွက်အတွင်းကိုစံတင်သွင်းလူသူတွေကိုလာမယ့်စက်တင်ဘာလအတွင်းတင်တာထပ်မံခေါ်ယူသွားဖို့ရှိပြီးအဲ့ဒီတင်တာခေါ်ယူမှုမှာမြန်မာတန်မြင့်ဆန်တွေတင်ပို့နိုင်မှုအတွက်တင်တာဝင်ရောက်ရှေ့ပြိုင်သွားဖို့ရှိရလို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွဲဖက်အထွေထွေအတွင်းမှုရဲ့ပြောကြားမှုအရသိရပါတယ်။လက်ရှိမှာမြန်မာတန်မြင့်ဆန်တွေကိုဥရောပနိုင်ငံအချို့မှာစမ်းသက်တင်ပို့နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းကဂျပန်နိုင်ငံကို45နှစ်အတွင်းပထမဦးဆုံးအနေနဲ့ဆင်းသွယ်လက်အမျိုးအစားမြန်မာဆန်တန်ချိန်9000ကိုဂျပန်နိုင်ငံကိုပြန်လည်တင်ပို့ခဲ့ပါတယ်။အဲ့လိုတင်ပို့ပြီးတဲ့နောက်မြန်မာဆန်ဟာရုပ်ပိုင်းဆိုင်ရာအသွင်အပြင်အရသာကောင်းမွန်ခြင်းနဲ့ဒါရုဗေဒတက်ကျွင်းကင်းစင်ခြင်းကြောင့်ပိုမိုတိုးမြင့်ဝယ်ယူသွားမယ်လို့သိရပါတယ်။ဂျပန်နိုင်ငံဟာဆန်စပါးတင်ပို့ရောင်းချမှုနဲ့ပတ်သက်ရင်အလွန်စည်းကမ်းတင်းကျပ်ပြီးအများအားဖြင့်အမေရိကန်နဲ့ထိုင်းနိုင်ငံတွေကနေပဲဝယ်ယူရဖြစ်ပါတယ်။ အခုအခါမြန်မာဆန်ကိုဂျပန်ကထပ်မံဝယ်ယူသွားဖို့ရှိပြီးပြည်ရင်းဆန်လုပ်ငန်းရှင်တွေအနေနဲ့တန်းမြင့်ဆန်တွေကိုနိုင်ငံတကာကိုတင်ပို့ရောင်းချတဲ့လို့အထူးပြုတဲ့ဈေးကွက်တစ်ခုပေါ်ပေါက်လာစေဖို့ဆောင်ရွက်သင့်ပြီဖြစ်တယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူတူရဲ့ပြောကြားချက်အရသိရပါတယ်။2023 2024ဘဏ္ဍာနှစ်မှာပြည်ပကိုစံတန်းချိန်သုံးသန်းအထိတင်ပို့သွားဖို့စီစဉ်ထားတယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောကြားထားပါတယ်ရှင်။